သမဋ္ဌိအမှန်တိုင်းမြင်မှုထို့သောအမှန်တိုင်းမြင်မှုအတွက်အမသင်္ကပ္ပမှန်မှန်ကန်ကန်တွေးတောထမှုဆိုရက်ဒီနှစ်ခုဟာဥဆောင်ရမှာဖြစ်တယ်။ဘယ်ပြဿနာပဲဖြစ်ဖြစ်အမှန်တိုင်းမြင်မှုလို့အပ်တယ်။အမှန်တိုင်းမြင်မှဖြည့်ရှင်းနိုင်တာဖြစ်တယ်။အမှန်တိုင်းမြင်နေဆိုတာကိုစဉ်းစားကြည့်ရအောင်။ဘုန်းကြီးတို့တွေလောကသားတွေကဘလို့မြင်တယ်လဲဆို ေလူဘွားကြီးကပြောเสียကြီးပဲလူဘွားကိုအကြောင်းပြုပြီးတော့ပိတိဒုက္ခတွေဒုက္ခတွေသောမနတာတွေဖြစ်ရလူဘွားကြီးကจิตတ်เสียကြီးပဲဟောญาติဘုံသိစီစဉ်ဥစ္စာတွေနဲ့ဒါတွေသမီးတွေနဲ့ပြောပြောရှင်းရှင်းလူဘွားကြီးကจิตတ်เสียကြီးလို့ဒီလိုတွေးမိကောင်တွေးမိကြလိုက်အစင်ပြင်းနေတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တွေဟာ လူ့ဟောပြောစရာလို့တွေးလိုက်ပြီသို့တော့နည်းနည်းလေးစောင့်ကြည့်ကြည့်လိုက်ဖရာအလောင်းတော်တွေစဉ်းစားသလိုစဉ်းစားကြည့်ကိစ္ဆဝတာယံလောကောအပ္ပနောလောကလူသားတွေဟာဒုက္ခရောက်နေပါလားဘာကြောင့်ဒုက္ခရောက်နေသလဲဆိုလို့ရှိရင်စာယတိစေဝစီယတိစာမီယတိစာမွေးလာရတဲ့ မွေးလာပြီးတော့တဖြည်းဖြည်းအိုရတယ်အိုးလာပြီးတော့နောက်ဆုံးမှသေရတယ်အေးခေါင်းကြီးတို့လေလူတိုင်းလူတိုင်းဟာငယ်ငယ်ရွယ်ရွယ်ဖြတ်ဖြတ်လတ်လတ်ချမ်းချမ်းမမနေချင်တော့လဲနေခွင့်ရလားမရဘူးမရဘူးအဲ့ဒီဟာယံပိဋ္ဆန်နလည်းပဲတိတံပိဒုက္ခံဆိုတယ်ဆက်ကြအဲ့ဒါပြောတယ်နော်မြတ်စွာဘုရားဒုက္ခကိုပေါ်ပြတဲ့နေရာမှာ မအိုခြင်းနဲ့အိုရမှာပဲမနာခြင်းနဲ့နာယောဂမရခြင်းနဲ့ရမသိခြင်းနဲ့သိရမှာဆိုအဲ့ဒါကိုလိုချင်တာတွေမဖြစ်တဲ့ဒုက္ခကြီးမားတဲ့ဒုက္ခအဲ့ဒီဒုက္ခဘာကြောင့်ရတယ်လဲလို့ဆိုလို့ရှိရင်ပန်ခိတ်တေနပစ္စုပ္ပါဒနက္ခဏဒုက္ခလို့ဆိုတာခန္ဓာငါးပါးရထားလို့ဒီဒုက္ခတွေဖြစ်တယ်အဲ့ဒါကိုမြင်တာကိုသမ္မာဒိဋ္ဌိလို့ခေါ်တယ် အဲ့တော့လူဘောဆိုတာဒီတိုင်းနေတာမဟုတ်ဘူးဆိုးရုပ်ပါပဲဆိုတာအဲ့ဒါမှထင်ရှားတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမမှာအခုလိုအခြေအနေတွေကိုအမှန်သိအောင်ကြိုးစားပြီးတော့ကောင်းနေတဲ့အချိန်မှာတို့တွေဘာတွေလုပ်ရမလဲဆိုတာသိတဲ့ဟာတမ္မာဒိဋ္ဌိလို့ခေါ်တယ်နော်တမ္မာဒိဋ္ဌိအဲ့လိုတွေးလိုက်တာတမ္မာသင်္ကပ္ပအမှန်တွေးတာအမှန်ဖြစ်နေတဲ့အတိုင်းတွေးနိုင်တာတမ္မာသင်္ကပ္ပ ချိုးကြတော့ဩဒါရီယာစိတ်ညစ်စရာတွေမတွေးချင်ပါဘူးလို့ပြောကြမတွေးရင်မသိဘူးတွေးမှအမှန်သိမယ်เนาะအမှန်တွေးလို့အမှန်မြင်တယ်သမာဓိဋ္ဌိနဲ့သမာသင်္ကပ္ပနံပါတ်1သမာဝါစာစပြီးတော့၄ချက်သမာဝါစာဆိုဒီမှာမှန်ကန်သောစကားကိုပြောဆိုခြင်းဒါဖြင့်မှားတဲ့စကားတွေကဘာတွေတော့လိန်ပြောတာမှားတယ် တူနဲ့တူမတည့်အောင်ဂုံးတိုက်တာမှားတယ်။ကြမ်းတမ်းပြီးတော့ရက်ဆက်တဲ့ကြမ်းတမ်းတဲ့စကားမျိုးတွေနော်။ဉာဏ်မခံတဲ့စကားမျိုးတွေသုတဝါစာတွေမှားတယ်။အကျိုးမရှိတဲ့စကားတွေပြောတာမှားတယ်။ဘုဒ္ဓဝါဒပိတုဏဝါစာသုတဝါစာသမဗလာပါတယ်။ကဲငါတို့ရောပြောလားမပြောဘူးလား။ကိုမကိုစင်တာ။အေးလိန်ပြောတယ် ဆိုရင်တမဝါစာဖြစ်ကိုဘက်ကလမ်းကြောင်းမမတက်ဘူးနော်လမ်းမှားပေါ့သွားနေအေးမလိမ်ဘူးငါတို့ကမမမဲမှန်တာပဲပြောဘက်ကလမ်းကြောင်းမတက်တယောက်နဲ့တယောက်မတက်အောင်ငါတို့မပြောဘူးခုံတိုင်ခုံမင်္ဂတဲ့လမ်းကြောင်းမရောက်တယ်လူတစ်ဖက်သားကိုရိုင်းပြတဲ့အပြောဆိုတွေနဲ့မပြောဘူးလိမ်မာယဉ်ချင်းစွာယဉ်ချင်းချင်းပြောတယ်ဟောမင်္ဂလာကြောင့်မတက်တယ် အကျိုးမရှိတဲ့တရားလက်လွတ်စကားတွေကိုမပြောဘူးတကယ်ကိုလောကအကျိုးသံတရားအကျိုးရှိတဲ့စကားမျိုးတွေကိုပြောတယ်။ဟောမဲ့ကလမ်းကြောင်းပေါ်ရောက်သွား။အဲ့ဒါကိုတမ္မဝါစာလို့ခေါ်တယ်။ဟောအဲ့ဒါကိုကိုယ်တိုင်ကျင့်ဒါကိုလမ်းကြောင်းပေါ်ရောက်နေပြီလို့ပြောတယ်။ချိုလူကြီးဟာကဘာဘာလမ်းကြောင်းနဲ့ရောက်တဲ့သူပတ်နေမှာပဲသူက။အဲ့ဒါလို့ပဲမြတ်စွာဘုရားချမှတ်တဲ့လမ်းကြောင်းပေါ်ရောက်လာရင်ဒုက္ခတွေအများကြီးတက်တာလို့ လိမ်လီမှုဆိုတာလည်းမရှိဘူးတယောက်နဲ့တယောက်မတည့်အောင်ဂုံတိုက်မှုအချော်နဲ့မာတာဆိုတာမရှိဘူးနော်ဆဲရေးတိုင်းထွာတာဆိုလည်းမရှိအကျိုးမဲ့စကားတွေပြောဆိုခြင်းဆိုလည်းမရှိဘူးလူလောကကောင်းကျိုးပြုတဲ့စကားမျိုးတွေကိုလည်းပြောတယ်ဟုတ်လားဒီဟာတမ္မဝါစာတမ္မကမ္မတာတဲ့သူများတဲ့ကိုမတတ်ဘူးအကျဉ်းတရားထားတယ်မေတ္တာထားတယ်သူတော်ဘာသာမင်းသူများဥစ္စာကိုမယူဘူး ြီးယောသားဖြောင်းမဆွာနေတယ်။သူတစ်ပါးတာမယားကိုမပြစ်မှားဘူးဂုံတိတ်ခါရှင်းရှင်းနေတယ်။ဟောတမန်ကမ္မတာ။အဲ့ဒါဆိုရင်ဒီကနေ့ခေတ်လည်းဓာရီကလူတော်လူကောင်းပဲ။ပြောမစင်ငါးပါးသီလလုံးတယ်။နော်။ငါးပါးသီလလုံးလိုက်တာနဲ့တပြိုင်နက်ကြည့်။ငါးပါးသီလလူတိုင်းလုံးမယ်ဆိုရင်အဲ့သူများလုံးတာမလုံးတာအသာထားကိုလုံးမယ်။ကိုယ်လုံလိုက်တာနဲ့တကယ်နဲ့ကို့မှာ လူသားမှုဆိုရင်ပြစ်မှုရာဇဝမှုကျွလွန်တာကိုမရှိဘူး။သူများဥစ္စာခိုးမှုလူရမှုတိုက်ခိုက်မှုဆိုတာကိုမကျွလွန်ဘူး။ရိတ်လုတာဆိုတာကိုမလုပ်ဘူး။မကျွလွန်ဘူး။နော်။လိန်နီနှိစားပြီးသူတော်ဘာအချိုးပြောင်းလုပ်တဲ့ဆိုကိုမလုပ်ဘူး။ဝိဇေဝါကိုမတော်ဘူးဆိုရင်ကိုယ်ကဘာလေးဟာအေးချမ်းတယ်။အေးကိုနဲ့ကိုပတ်ဝန်းကျင်မှာငါးပါးတိလာလုံကြပြီဆိုလို့ရှိရင်အေးချမ်းတဲ့ကဘာတစ်ခုဖြစ်။နံပါတ်1 ကိုယ်ကပါကိုယ်ရင်အေးအောင်ကိုဒီ၅ပါးသီလတော့အကျိုးစား၅ပါးသီလလို့ဆိုတာ ਨੇ ဒီလူရဝေးလံ ਨੇ အတွေးမျိုးသွားတွေးပြီးတတ်တယ်သို့တော့ကောင်းမွန်တဲ့ကိုယ်ချင်းတရားတစ်ခုအနေနဲ့ကိုယ်ကလက်ခံကျင့်သုံးနေဆို morality ဆိုတာပြောနော်ကိုယ်ချင်းတရားကိုကောင်းလိုက်ဒီကိုချင်းတရားကောင်းခြင်းအပြင်လူဟာလူသိက္ခာပြေကွာရရမရကောအောင်စဉ်းစားကြည့် human dignity ဆိုရယ်လူသိက္ခာငါးပါးသီလပေါ်မှာရှိငါးပါးသီလအကျင့်ဟိုဖောက်ပြန်တဲ့ပုဂ္ဂိုလ်စီ human dignity မရှိတော့လူခုံချင်းကိုချင်းတရားတွေပြပြတယ်လို့ဆိုစီအဲ့ဒါတမဝါစာတမံကမ္မတာတမအာစီဝါစာအသက်မွေးတဲ့အခါဒီသူဆရာတင်တဲ့အသက်မမွေးဘူးမှန်ကန်တဲ့နော်အပြစ်ကင်းတဲ့နေလန်းနေတဲ့အသက်မွေးတယ်ဆိုပါတော့ ူများပညာသင်ပေးခြင်းဖြင့်ရလာတဲ့ငွေချေးနဲ့အသက်မွေးတယ်။ကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့အသက်မွေးတယ်။စိုက်ပျိုးရေးလုပ်ပြီးတော့အသက်မွေးတယ်။ဒါရင်ဘယ်သူမှမထိခိုက်မနစ်နာတဲ့အသက်မွေးမှုကြီးပဲ။အဲဒါလို့အသက်မွေးမှုဆိုရင်တမအာစီဘဖြစ်သွားတယ်။ဟောရလမ်းကြောင်းပေါ်တက်တယ်။အဲဒီအတိုင်းလိုင်းညာချက်သုံးလို့တီလာပြေဝသွားပြီးဆိုလို့ရှိရင်နှလုံးစိတ်ဝမ်းအေးချမ်းသွားတယ်။ဒီအတိုင်းလိုင်းနာလို့ရှိရင်လိုင်းနာသူမှနှလုံးစိတ်ဝမ်းအေးချမ်း တမ္မာဝါယမမှန်ကန်သောကျုပ်ပန်းအထုမှန်ကန်စွာကျုပ်ပန်းအထုမှုလို့ဆိုသည်မှာအတ္တသမပတိတိနဲ့ဆက်ဆက်ကိုယ့်ကိုပြန်လေးချက်လုံးငါကိုချင်းတီလာရှိလားနော်ကိုချင်းတီလာပြေဝတဲ့ပုံကူလားသို့မဟုတ်ကိုချင်းတီဝမပြေဝဘူးလားငါသူစရတရားတွေကျင့်သုံးလားသူစရတရားတွေကိုယ့်ကို ရဲရဆက်ဆက်ဆိုပါစို့အာငါးပါးသီလပြည့်ပြီပေါ့လုံးရလားဒါနကောင်းမှုတွေကလုံးတလားသီလတွေစောင့်တည်တလားကိုယ့်ကိုယ်ပြန်ပြီးတော့ဆန်းစစ်ကြည့်အဲ့ဒီလိုဆန်းစစ်ကြည့်တဲ့အခါမှာသီလမပြည့်စုံဘူးဆိုလို့ရှိရင်ဘာဖြစ်လဲသီလကိုချိုးဖောက်နေတယ်ချိုးဖောက်နေတယ်ဆိုတာလောဘဖြင့်ချိုးဖောက်မယ်ဒေါသနဲ့ချိုးဖောက်မယ်မောဟနဲ့ချိုးဖောက်ဒေါသနဲ့မောဟဆိုတာအာဟုတုတရား အဲ့ဒီအကုသိုလ်တရားတွေငါ့ကိုသွားမှုနေတယ်ဆိုရင်အဲ့ဒီအကုသိုလ်တရားတွေကိုဖယ်ရှားဖို့ကြိုးတာကြိုးပမ်းတာဒါကိုတမဝယမလို့ခေါ်တယ်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ထိန်းသိမ်းရှောင်ရှောင်ပဲဖြစ်လာလို့ရှင်လဲတွန်းလှန်ဖယ်ရှားဖြစ်ဖို့ကြိုးစားမယ်ဒါတမဝယမတပိုင်းဘယ်ရာပဲဖြစ်ဖြစ်ဆွတ်လွတ်ခြင်းနဲ့ရယူခြင်းကနှစ်ခုရှိဘဝမှာဆွတ်လွတ်ခြင်းနဲ့ရယူခြင်း တခုရာယူဖို့အတွက်တခုဆွံ့လို့ရဒါကြောင့်မို့အာကုသိုလ်ကိုဆွံ့လို့ပြီးကုသိုလ်ရာယူလောဘကိုဆွံ့အလောဘနဲ့အလောဘကိုရာဒေါသကိုဆွံ့ပြီးအရောဒနဲ့မောဟကိုဆွံ့အမောဟအဲ့တော့ဆွံ့လို့ချင်တဲ့ရာယူခြင်းတခုရာယူရင်ဆွံ့လို့အဲ့ဒီလိုရာယူခြင်းနဲ့ဆွံ့လို့ချင်းရာယူဖို့ဆွံ့လို့ဖို့ကြိုးပမ်းတာကိုတမ္မဝါယမလို့ခေါ်တယ် မကောင်းတဲ့ကိုယ့်ရဲ့စိတ်အနေထားစိတ်ထားတွေစိတ်နေသဘောထားတွေအဲ့ဒါတွေကိုဆွတ်လုပ်ပါဆွတ်လုပ်ဖို့ကြိုးပမ်းရမယ်ကောင်းတဲ့စိတ်နေသဘောထားတွေကောင်းတဲ့ကုသိုလ်တရားတွေကိုယ်တိုင်မှာဖြစ်ဖို့မွေးမြူပါတဟတမဝယမလို့ခေါ်တယ်ဆိုပါစို့ကိုယ့်ရင်ထဲမှာအမုန်းတရားတွေရှိနေဆွတ်လုပ်ဖို့ဘုရားတွေဖျက်ရှားပြဖို့ကြိုးစားတာတမဝယမလို့ မေတ္တာတရားတွေကိုယ်တဏ္ဍမှာပြေဝအောင်ကြိုးစားတာတမဝါယမှာအဆိုးကိုဖယ်ရှားအကောင်းကိုရအောင်ယူအဆိုးကိုဖယ်ရှားပြီးအကောင်းကိုရအောင်ယူတာတမဝါယမလို့ခေါ်တယ်အဲ့ဒီလိုမလုပ်ဘဲနဲ့လူဟာလူတော်လူကောင်းဆောင်မဖြစ်တယ်ဒါကြောင့်ဘုရားဗုဒ္ဓရဲ့အဆုံးမှာအဆိုးတရားတွေကိုဖယ်ရှားပြီးအကောင်းတရားတွေကိုရအောင်ယူတာကိုတမဝါယမလို့ခေါ်တယ်စာပေကျမ်းကမှလည်းရှင်းရှင်းလေးအဲ့ဒါလိုရေးထားနော် အကုသလနံဓမ္မနံပဟနာယကုသလနံဓမ္မနံဘိယောဘဝယအကုသလကုသလသအကုသလသအဆိုးတရားလေအဆိုးတရားဆိုတာမကောင်းတဲ့အကျိုးဖြစ်ပေါ်စေတယ်ဆိုပါစို့အစာအာဟာရကိုပဲနှစ်ခုခွဲကြည့်တယ်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အစာအာဟာရကျန်းမာရေးကိုအထောက်အပံ့ပြုတဲ့အစာအာဟာရနှစ်မျိုးရှိတယ် ဘသူပဲဖြစ်ဖြစ်လောကကြီးမှာဒီအစားစာကျမကြီးကိုထိခိုက်စေတယ်ဒီအစားစာကျမကြီးကိုကောင်းစေတယ်ဟောနှစ်ခုရှိတယ်အဲ့တော့ကျမကြီးကိုထိခိုက်စေနိုင်တဲ့အစားကိုရှောင်မှုကြောင့်စားကျမ်းမာမှုကိုဖြစ်ပေါ်စေနိုင်တဲ့အစာအာဟာရမျိုးအစာကိုကြောင့်စားအဆိုးကိုဖယ်ရှားဖို့ကြောင့်စားမယ်အကောင်းကိုရယူဖို့ကြောင့်စားဆိုလိုတာကမလို့ရမှလည်းလို့ရမှာ အေးမလို့ရမှာကိုရှောင်ရမယ်လို့ရမှာဆိုပါလို့စီကျူယောဂရှိတဲ့လူတယောက်ချူရှောင်ရမယ်ချူတက်မယ်ဟာရှောင်ဒါရှောင်ရင်စီကျူနဲ့တဲ့တဲ့အစာအစာကိုစားခြင်းစီကိုတောင်းခြင်းဒါလို့ရအဲ့တော့မလို့ရမယ်ဟာနဲ့လို့ရမှာဘယ်နေရာမဆိုရှိနေအဲ့တော့သဘာဝတရားနဲ့ကြည့်ကြည့်လိုက်မယ်ရှင်အမှုတရားတွေကိုဖယ်ရှားဖို့ကြိုးစားရမယ် မဖြစ်အောင်ကြိုးစားမယ်ကုသိုလ်တရားတွေကိုယ်တဏ္ဍမှာဖြစ်အောင်ကြိုးစားမယ်အဲ့ဒါကိုတမဝါယမလို့ခေါ်တာအဲ့ဒီတမဝါယမကြိုးစားလိုက်ပြီရှင်ကိုယ်ဟာလမ်းကြောင်းပေါ်ရောက်တယ်ကြိုးစားပြီဆိုတဲ့အခါကျတော့ဒီပေါ်မှာတတိမပြတ်ထားဖို့လိုတယ်ဒါကုသိုလ်လားဒါအကုသိုလ်လားဒါဖယ်ရှားရမယ်အရာလားဒါကရယူရမယ်အရာလားတတိမမှုခုမမြင်ဆိုတဲ့အတိုင်း ရှောင်ရမ်းမှာလည်းတတိရှိမှရှောင်လို့ရလှုပ်ရမ်းမှာလည်းတတိရှိမှလှုပ်လို့ရနှစ်ခုစလုံးကတတိမေ့သွားလို့ရှင်ရှောင်ရမ်းမှာလည်းမသိဘူးလှုပ်ရမ်းမှာလည်းမသိဘူးဒါကြောင့်တမ္မာတတိကျိုးစားပြီဆိုရင်တမ္မာတတိဆိုမှန်ကန်တဲ့အမှတ်ရမှုရှိရမယ်သူပြောတာနော်အင်တာမှာပြည့်စုံနေမြတ်စွာဘုရားရဲ့အဆုံးအမတမာတိ ကိုယ်ကိုယ်စိတ်ငြိမ်အောင်ထွက်လေဝင်လေမှတ်တယ်စိတ်တွေကလောဘတွေမဖြစ်အောင်ထိန်းတယ်ဒေါသတွေမဖြစ်အောင်ထိန်းတယ်ကာမိဆန္ဒလို့ဆိုရက်ကာမဂုဏ်အာယုစိတ်တွေထိန်းတယ်ဗျာပါရဆိုရင်မုန်းတဲ့စိတ်တွေထိန်းအဲ့ဒီလိုနိဝရဏတရားတွေကိုယ်ရင်ထဲမှာဓာရီမရှိအောင်ဒီထွက်လေဝင်လေမှတ်တာလို့ဘုရားကုံတော်ပွားတာလို့ ေတ္တာပွားတာလို့ဆိုတဲ့ခြင်းစဉ်တစ်ခုကိုပေါ့နေ့စဉ်နဲ့အမျှကုသိုလ်တွေကိုပို့တယ်။တမာရီခြင်းစဉ်လေးတစ်ခုခြင်း။အဲဒီတမာရီခြင်းစဉ်လေးတစ်ခုခြင်းတဲ့နေရာမှာတမာရီဖြစ်ဖို့ဝိရိယလုံးလာဆိုင်တာပါရတယ်။တတိပါရ။ဒါကြောင့်မို့တမဝယမတမတတိတမတမာရီဆိုသုံးခုပေါင်းထားတယ်။အဲဒီလိုသီလပြီးတဲ့အခါမှာတမာရီတော့ အဲ့တော့ခုနပြောတဲ့သီလကဘာကိုအကျိုးပြုတာလဲလို့ဆိုရင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ခြံတော်ခန္ဓာငါမဟုတ်တာမလုပ်ဘူးကိုယ့်ကိုပြန်တွေးလိုက်ရင်ဖြစ်ကင်းကိုယ့်ကိုငါမဟုတ်တာလောက်တာလားမရှိဘူးလို့ဆိုရင်ရင်ထဲမှာအေးချမ်းသွားမဟုတ်တာလောက်တာတဲ့ပုဂ္ဂိုလ်ကတခုနေနေဖြစ်နေအဲ့တော့အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ခြံတော်မျိုးရတယ်